။သူတို့တဝက်ခုဘာမှဂူသွင်းပိုက်တတ်စေ။ကဲပါ။မမပြ။ကဲပါ။တဝက်ခုဖះမှာအရှင်လက်လက်ဂူသွင်းပိုက်ခံရတဲ့စောင်းအိုလူလေးနဲ့ပကံမင်းသမီးအချစ်ကြောင့်မျိုးကြီးတဲ့အမုန်းကျိန်စာတိုက်ခဲ့တဲ့ရာဇဝင်တဲကစောကလျာရှင်လျာနဲ့နေတဲ့ပကံသမိုင်းများစွာတဲမှာ တကယ်ရှိတယ်မရှိဘူးဆိုပြီးအခုအချိန်ထိငင်းခုန်နေကြတဲ့အကြောင်းအရာတစ်ခုရှိနေပါတယ်။အဲ့ဒါကတဝကူဖရမာအရှင်လလဂူတန်ပိတ်အတက်ခံရပြီးတေဆုံသွားတဲ့စောင်းအိုလူလေနဲ့ဗကာမင်းသမီးတို့ရဲ့အကြောင်းပဲဖြစ်ပါတယ်။တချို့ကဒီအကြောင်းအရာဟာတကယ်မရှိဘူးလို့ပြောနေကြပေမဲ့တချို့တွေကဗကံခိကစောင်းအိုလူလေလူပြန်ဝင်စားလို့အခုချိန်ဆိုအသက်73နှစ်တောင်ရှိနေပြီလို့လည်းပြောနေကြပါတယ်။ကျွန်တော်မျိုးဒီပကံပြီမှစောင်းအိုရှင်ပါ။ ကျွန်တော်မျိုးအမတို့လင်များစီလူပြန်ဝင်စားခြင်းလို့အမထံလာရောက်တောင်းခံတာပါဒီအကြောင်းအရာနဲ့ပတ်သက်ပြီးကျွန်တော်ရဲ့ညီအကိုများတောင်းဆိုထားကြလေအညိုကြီးတဲ့အမုန်းချိန်စာတိုက်ခဲ့သူစောကလျာအကြောင်းတဝကူဖရမအရှင်လက်လက်ဂူတင်ပိတ်အတက်ခံရပြီးဒေဆုံးသွားကြတဲ့စောင်းအိုလူလင်နဲ့ပကံမင်းသမီးတို့ရဲ့အကြောင်းနဲ့ပကံခိကစောင်းအိုလူလင်လူပြန်ဝင်စားခြင်းနဲ့ထူးဆန်းတဲ့အိမ်မက်အကြောင်းအရာများကိုဘုဒ္ဓတာဖြစ်ပွဲစိတ်ဝင်စားပွဲဝေမျှပေးသွားမှာပဲဖြစ်ပါတယ် စောကလျံကအရန်ချောတာမောင်တော်ကစောကလျံကိုချစ်မိနေပြီနင့်ကိုဟိုလူကြီးနဲ့လုံးဝသဘောမကျွန်တော်ကတော့ဇာနီပဲဖြစ်ပါတယ်မင်္ဂလာပါလူကြီးမျိုးတို့လုပ်ငန်းများအတွက်ကြော်ညာများ လက်ခံနေပြီနော် တိုးတက်နေတဲ့ social media ခေတ်ကြီးမှာဒကြီးမင်းတို့ရဲ့လုပ်ငန်းများကိုအချိန်တို့အတွင်း billion နဲ့ချီအောင်လူသိများဖို့ကူညီပေးနေပါပြီနော် AI ကြော်ညာလား professional ကြော်ညာလားသူကြီးမင်းတို့စိတ်တိုင်းကြဒေနှုံချို့သားစွာဆောင်ရွက်ပေးနေပါပြီရှင်။ဒါကြောင့်သူကြီးမင်းတို့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက်ကြော်ညာလိုပါကကျမတို့ MT ကြော်ညာလုပ်ငန်းမှာလာရောက်ဆက်သွယ်နိုင်ပါပြီနော်။တခါက မြို့တစ်မြို့ကိုအပိုင်စားရထားတဲ့မြို့စားလေးမှာအရန်လှပပြီးချစ်စရာကောင်းတဲ့စောကလျာလို့အမည်ရတဲ့နှမငယ်တယောက်ရှိနေပါတယ်။မြို့စားအိမ်ဖြစ်နေတဲ့အတွက်အခြားမြို့စားများနဲ့နယ်ပိုင်မှုတွေအမဲဝင်ထွက်သွားလာတတ်ပြီးအဲ့ဒီအထဲမှာနယ်ပိုင်ဇောပွားတယောက်ကမြို့စားမင်းရဲ့ညီမငယ်စောကလျာကိုမျက်စိကြနေပါတယ်။စောကလျာကအရန်ချောတာပဲ။မောင်တော်ကစောကလျာကိုချစ်မိနေပြီ။ မချောပါဘူးဒါကိုအကိုဖြစ်သူမြို့သားကတည်နေပေမဲ့သူ့ရဲ့ညီမငယ်စောကလျာကိုနေပိုင်မင်းနဲ့လုံးဝသဘောမတူတလို့သူ့ထက်ရာထူးကြီးတဲ့နေပိုင်မင်းကိုလည်းပြန်မပြောဖို့တဲ့အတွက်ချိန်မိတ်ကနေခဲ့ရပါရင်မြို့သားလေးသဘောမတူရတဲ့အကြောင်းကအဲ့ဒီနေပိုင်ဇော်ပွားမင်းဟာအခြားအပြိုတော်များစွာနဲ့ပျော်ပါတတ်တဲ့အကျင့်စရာကြောက်ပဲဖြစ်ပါတယ် ဒီလိုနဲ့မြို့သားလေးတပေါင်းမတူတဲ့ဂျားကနေနေပိုင်ဇော်ဘွားကြီးနဲ့ညီမငယ်စောကလျာတို့ဖြစ်သူတွေဖြစ်သွားကြပြီးမြို့သားမင်းမာတော့အန်ကျိတ်ကနေခဲ့ရပါတယ်မြို့သားလေးကညီမငယ်စောကလျာကိုနေပိုင်ဇော်ဘွားကြီးနဲ့တပေါင်းမတူကြောင်းသားစီနေပေမယ်စောကလျာကတော့ဇော်ဘွားကြီးကိုပဲမြေသားရှိကြောင်းပြောပြီးအပြန်လှန်ရင်းခုန်နေကြပါတယ်ဒီမဲ့စောကလျာနင့်ကိုဟိုလူကြီးနဲ့လုံးဝသဘောမတူဘူး ျမသူ့ကိုချစ်တယ်တနေ့မှာတီးမခံနိုင်တော့တဲ့မျိုးသားလေးဟာသူ့ရဲ့ညီမငယ်စောကလျာကိုဇောဘွားကြီးလက်ကနေအပြေးပိုင်ခွဲပစ်ဖို့မြင်းတကောင်ပေါ်အတင်းတင်းကထွက်ပြေးသွားကြပါလေကျမမလိုက်ဘူးမလားဒီလိုနဲ့ပင်ရရတောင်ချွေဥမေလန်ကိုကြီးအနာရောက်တဲ့အခါညီမငယ်စောကလျာကမြင်းပေါ်ကနေအချိန်နဲ့ခုံချပြီး မိမိကိုကိုအဆုံးစီရင်လိုက်ပါတယ်ဒါပေမဲ့စောကလေးကအသက်မထွက်ခင်နောက်ဆုံးအချိန်လေးမှာသူမရဲ့ချစ်ချင်းကိုခွဲတဲ့သူဟာသူမလိုပဲချစ်တဲ့သူနဲ့ဝေးခွာစေအောက်ကူထဲတွတ်တွင်ခံရပါစေလို့အကူဖြစ်သူကိုအညှိုးကြီးတဲ့ဂျိန်စာတိုက်လိုက်ပါတယ် မြို့သားလေးလဲညီမငယ်စောကလျာအတွက်ဝမ်းနဲ့ပူဆွေးကယူကြုံမရဖြစ်ခဲ့ရပါတယ်ဒီလိုနဲ့မြို့သားလေးပကံပြည်သို့ရောက်ရှိလာပြီးစင်ရသားတယောက်အတွင်ပြောင်းကဒူတက်ကြွားနဲ့စောင်းပညာနဲ့ဇာမြောက်ကနေထိုင်ခဲ့ပါတယ်တနေ့မှာစောင်းအိုလူလင်ရဲ့စောင်းလက်တန်းကိုကြားရတဲ့ဘီသမီးတော်ကဒီစောင်းအိုရှင်ကိုနန်းတော်ထဲစောင်းတီးဖို့ဖခင်မဲတော်ဘရင်ထံလျှောက်တင်လာပါတယ် ဘရင်ကြီးကလည်းသူ့ရဲ့တမီးတော်တောင်းဆိုတဲ့အတိုင်းစောင်းအုံလူလင်ကိုနန်းတော်ထဲစောင်းတီးပြခိုင်းရာစောင်းအုံလူလင်ရဲ့စောင်းလက်တံဒါယာညံ့ညောင်းလုံးတဲ့အတွက်နန်းတော်ထဲအမြဲစောင်းလာတီးဖို့မိုက်တော်မူပါတယ်။ဒါကြောင့်ပဲစောင်းအုံလူလင်ဟာပကန်နန်းတော်ထဲစောင်းတီးခွေရရှိလာပါတယ်။မိသမီးတော်တော်ဝေမင်းသမီးဟာစောင်းအုံလူလင်ရဲ့စောင်းလက်တံတမကလူလင်ငယ်ကိုပါချစ်ခင်ဆွဲလန်းစိတ်ဖြစ်ပေါ်လာပါတယ်။ စောင်းအုံရှင်လဲတော်ဝင်မိသမီးကို မြေတားရှိပြီမယ်အချိန်နေကမိုးနဲ့မြေလိုဖြစ်နေတဲ့အတွက်အနမ်မကဝုတ်ပဲဖြစ်နေပါရင်ဒါပေမဲ့ဘရေသမီးတော်ကအမဲလိုလိုရေလာမြောင်းပေးစကားတွေပြောဆိုနေတဲ့အတွက်စောင်းအုံလူလင်လဲပြန်လဲချိမိသွားပြီးသူတို့နှုတ်ဟာအယမ်းချိတဲ့ချစ်သူတွေဖြစ်သွားကြပါရဲ့ဘရေသမီးတော်နဲ့စောင်းအုံရှင်တို့ဟာလူသူအယောက်ပေါက်နေပါလှတဲ့တဝကူဖျားတဆူမှာအမဲလိုလိုတိတ်တဆိတ်တွေ့ဆုံကြပါရဲ့ စောင်းအိုရှင်နဲ့ဘရင်သမီးတော်မေတ္တာမျှနေကြောင်းကိုဘရင်ကြီးသိရှိသွားပြီးသူရဲ့သမီးတော်ကိုစောင်းအိုလူလင်တဲ့သဘောမတူကြောင်းကြိမ်မောင်းပြောဆိုပါရယ်ဒါပေမဲ့ဖခမဲတော်ရဲ့စကားကိုနားမထောင်တဲ့ဘရင်သမီးတော်ကစောင်းအိုရှင်နဲ့အတူတဝကူဖျားမှာထမှန်တွေ့ဆုံကြရာဒါကိုဘရင်ကြီးကသိရှိသွားတဲ့အတွက်လွန်စွာမှဒေါသထွက်သွားပြီးအဲ့ဒီတဝကူဖျားရဲ့ဝင်ပေါက်ကိုဒုတဲ့ကြီးမာတဲ့အောက်နိုင်ရန်ကြီးနဲ့ အရှင်လက်လက်ပိတ်ပစ်ဖို့ရစက်တဲ့အမိတ်ချမလိုက်ပါသူတို့တဝက်ကူပါမှာကူသွင်းပိတ်တတ်စေကဲပါမမပြဒါကြောင့်ဘယံဆရာတွေကအမိတ်တော်အတိုင်းတဝကူဖရာရဲ့ဝင်းပေါက်ကိုအုံနဲ့ပိတ်နေချိန်မှာဘီရသမီးတော်ကဘယံဆရာကိုအောက်ချနှချလှခဲ့ဖို့တောင်းဆိုအပြီးအရန်ချစ်တဲ့ချစ်သူလူအုပ်မှာတဝကူဖရာထဲမှာပဲအရှင်လက်လက်ပိတ်မိပြီး ပေဆုံးသွားခဲ့ရပါတယ်။အရင်ကဒေတာခံများပြောဆိုချက်အရတခါတရံနှာပြညတွေမှာတဝကူဖျားစီကနေခြောက်ချပြီးကြေကွဲစရာကောင်းတဲ့အဆောင်လက်တန်းကြာရတတ်ကြောင်းဆိုပါတယ်။ဒီချစ်ဆက်လောင်းကိုကြာပူတဲ့သူတိုင်းဟာจิตသူနှုတ်အပေါ်တနာကရုဏာတက်ကြပြီးပကံရောက်တိုင်းလဲတဝကူဖျားကိုရှာပွေလေးရှိသလိုစောင်းအိုလူလည်းနဲ့ဘေးတမီတော်တို့ရဲ့အချစ်ဆက်လောင်းကိုလည်း အသေးအချာသိကျင်လာကြပါတယ်ဒီအကြောင်းအရာဟာဆရာကြီးကြေးမုံဦးတောင်ရဲ့စိတ်ကူးရင်ဝတ္ထုတွေကအခြေစံလမ်းလို့ပြောနေကြသလိုအိန္ဒိယအခြေဝတ္ထုတွေကလည်းကိုးကားထားတယ်လို့လည်းဆိုကြပါတယ်ဒါပေမဲ့အခြားတစ်ဖက်မှာတော့စောင်းအိုရှင်ရဲ့အကြောင်းဟာတကယ်ဖြစ်ရမှလို့ယုံကြည်နေကြတဲ့သူတွေလည်းရှိနေတဲ့အတွက်တကယ်ရှိတယ်မရှိဘူးဆိုတာကိုတော့အခုချိန်ထိငြင်းခုန်နေကြဇဲလဲဖြစ်ပါတယ်ဒီနေရာမှာပကံကိုဖျားဖူးသွားတဲ့မနီနီဆိုတဲ့အမျိုးသမီးဟာ ဗကံခေကစောင်းအိုရှင်ဆိုတဲ့လူတူကမနီနီစီလူဝင်စားကျင်ကြောင်းတောင်းဆိုလာတဲ့သူစားတဲ့အိမ်မက်ကိုမြေမက်ခဲ့ဘူးတယ်လို့အတိအကျဆိုလာပါရင်တနော်မျိုးစီဗကံပြီမစောင်းအိုရှင်မှာကျွန်တော်မျိုးအမတို့လင်မယားစီလူပြန်ဝင်စားကျင်လို့အမထံလာရောက်တောင်းခံတာပါဒါအပြင် မနီနီကိုဘုံ၅လအရောက်မှလဲအဲ့ဒီသူစားတဲ့စောင်းအိုရှင်ကမနီနီကိုရွှေတွေတပွဲတပွဲပေးအပ်ခဲ့ကြောင်းလဲနောက်ထပ်အိမ်မက်တစ်ခုမြေမက်ခဲ့ပြန်ပါတယ် အခုဆိုရင်တော့ပကံခေကစောင်းအိုလူလင်လူဝင်စားတယ်လို့ယုံကြည်နေကြတဲ့မနီနီရဲ့သားလေးဟာအသက်73နှစ်တောင်ရှိပြီလို့လည်းသိရပါတယ်။ဒီเจ้าရနဲ့ပတ်သက်ပြီးကျွန်ုပ်ရဲ့ညီအကိုတွေဘယ်လိုထင်မြင်ကြပါသလဲ။ comment မှာဝေယောင်မှတ်ချက်ပေးသွားနိုင်ပါကြောင်းဘုသူတဖြစ်စေဖို့ရာစေတနာထားမျှဝေပေးလိုက်ရပါတယ်။